ုံနောက်တမ်းမှာထက်မြက်အောင်ဒေနီလန်းတွေကိုတုံးပြီးတော့လေ့ကျင်မယ်။အားလုံးပဲမင်္ဂလာပါ။ကျွန်တော်တို့ရဲ့နေလေးအနာဒိမတ်ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါရစ်။ကျွန်တော်တို့တွေဟာခနာကုံမှာရှိတဲ့ကြွက်သားတို့တွေတမ်းမှာလှပအောင်ဂျင်းသွားတာမျိုးလေ့ကျင်ခန်းတွေပြင်းပြင်းထန်ထန်လုပ်ပြီးတော့လေ့ကျင်တာမျိုးတွေပြုလုပ်ကြပါရစ်။ဒီလိုမျိုးလှုပ်ချင်းအားဖြင့်ကိုယ့်ရဲ့မာဆယ်တွေဟာပုံပုံလှပပါပြီးတော့ရုပ်လုံးပေါ်လာတာလည်းဖြစ်ပါရစ်။ဒါဟာအလေးချိန်ကောင်တစ်ခုကြောင့်ဖြစ်ပေါ်လာတဲ့ရလဒ်လို့ပြောရည်လည်းမမှားပါဘူးဒီလိုမျိုးခနာကုတ်ကြွက်သားတွေကိုလေ့ကျင့်ခန်းနဲ့တိဆောက်လို့ရတယ်လို့ ခေါင်းထဲမှာရှိတဲ့အုံနောက်ရဲ့စွမ်းရည်ကိုလည်းလေ့ကျင့်ခန်းတွေလုပ်ပြီးတော့တိုးတက်အောင်ဆောင်ရွက်နိုင်ပါလိမ့်။ဒီလေ့ကျင့်ခန်းတွေကတော့ပညာရှင်တွေကိုယ်တိုင်နှစ်ပေါင်းများစွာသုတေသနပြုလုပ်ပြီးတဲ့အခါမှာရရှိလာတဲ့အုံနောက်လေ့ကျင့်ခန်းတွေလည်းဖြစ်ပါလိမ့်။လေ့ကျင့်ရတာလည်းလွယ်သလိုအကျိုးလည်းများစွာရှိတာကြောင့်မိတ်ဆွေတို့အနေနဲ့ဒီဗီဒီယိုလေးကိုအဆုံးထိစက်ကြည့်ကြလိမ့်မယ်လို့မျှော်လင့်ပါရစေ။အုံနောက်ကိုကြွက်သားလို့သဘောထားပြီးတော့တန်ပေါင်းအောင်တိစောက်နိုင်ဖို့အတွက်ပထမဆုံးပြုလုပ်ရမယ့်လေ့ကျင့်ခန်းကတော့နံပါတ်စဉ်ဇယားကိုပြန်စီတဲ့လေ့ကျင့်ခန်းပဲဖြစ်ပါလိမ့်။ အခုပြထားတဲ့ဇာတ်ထဲမှာဆိုရင်တက်ကနေ25အထိရှိတဲ့ဇာတ်တွေကိုပြောတော့အောင်ထည့်ထားပါလိမ့်ကျွန်တော်တို့ပြလို့ရမှာကတော့ကပြောင်းကပြန်တွေဖြစ်နေတဲ့ဇာတ်တွေကဂိတ်ကဏ္ဍတွေကိုအချိန်တိုအတွင်းစီထည့်ပေးရမှာဖြစ်ပါလိမ့်အများစုကတော့စက္ကန့်30အထိမှာကဏ္ဍတွေကိုအစင်းလိုက်ပြင်ဆင်နိုင်ကြပါလိမ့်ပထမဆုံးအချိန်လေ့ကျင့်လာဖြစ်တဲ့အတော့ပေးထားတဲ့အချိန်ထက်အနည်းငယ်နောက်ကျကောင်းနောက်ကျနိုင်ပါလိမ့်ဒါပေမဲ့မပူပါနဲ့တဖြည်းဖြည်းလေ့ကျင့်ရင်းနဲ့ပုံပုံမြဲမြဲဆက်ဆံလုပ်လာနိုင်ပါပါ ဒီလေ့ကျင့်ခန်းကိုသာတစ်နေ့9မိနစ်လောက်ပြုလုပ်ပေးမယ်ဆိုရင်မိတ်ဆွေရဲ့အုံတော်ဟာတဖြည်းဖြည်းထက်မြက်လာမှာသိကြပါရည်ဒုတိယမြောက်အနေနဲ့ကတော့မျက်လုံးကိုမှိတ်ပြီးတော့စာရွက်အလုပ်တစ်ခုပေါ်မှာကိုယ့်နာမည်ကိုရေးတာမျိုးဖုန်းနံပါတ်ရေးတာတွေကိုလုပ်တဲ့နေစနစ်ပါဒီလမ်းကိုရုပ်ရည်ရဲ့ကြည့်ရင်အုံတော်နဲ့မဆိုင်ဘူးလို့ထင်မိကြပါပါတကယ်တော့ဒီနေ့ဟာကိုယ့်ရဲ့ master memory ကိုလေ့ကျင့်တာဖြစ်တာကြောင့်အုံတော်ကိုပုံမတန်မှလာစေနိုင်ပါရည်တနေ့ကို2မိနစ်အချိန်ပေးပြီးတော့လေ့ကျင့်မယ်ဆိုရင်တော့ပုံမအဆင်ပြေလာမှာဖြစ်ပါရည် တတိယလေ့ကျင့်ခန်းကတော့ကိုမတန်တဲ့ဗချမ်းကိုတန်လောင်အောင်လေ့ကျင့်တာပဲဖြစ်ပါတယ်ကျွန်တော်တို့ကကိုတန်တဲ့လက်တွေခြေတွေနဲ့သာနေ့စဉ်လှုပ်ရှားနေတာကြောင့်မတန်တဲ့ဗမာရှိတဲ့အုန်းတော်ရဲ့ဆွတ်ဆောင်ရည်ကတဖြည်းဖြည်းကျလာနိုင်ပါတယ်ဒီလိုမဖြစ်အောင်သွားတိုက်တဲ့အခါမိစေကညာတန်ဆိုရင်ဘေဘက်လက်နဲ့သဘောတန်ကင်တာလက်နဲ့မျက်နှာတစ်တာမျိုးတွေကိုလှုပ်ရပါမယ်အဲ့ဒီလိုလှုပ်တာကြားတဲ့အခါအုန်းတော်ရဲ့ဘဲချမ်းနဲ့ညာချမ်းကမျက်တာလာမှာဖြစ်ပါတယ်ကိုမတန်တဲ့လက်နဲ့လှုပ်တာဖြစ်တာကြောင့်ဆက်ဆာခြင်းတော့အခက်အခဲရှိပါလိမ့်မယ် ဒါပေမဲ့အချိန်ကြာလာရင်တော့တိတာတဲ့အကျိုးကျေးဇူးတွေကိုတွေ့ရမှာပါစရုပ်ထလေ့ကျင့်ခန်းကတော့ရောင်စုံစကလုံးတွေကိုအချိန်တိုအတွင်းစီးစေရမှာဖြစ်ပါတယ်အခုပေးထားတဲ့အယောင်နံပါတ်တွေနဲ့သူ့ကိုချေထားတဲ့ကာလကကွဲနေပါတယ်ဥပမာအခုတွေ့ရတယ်လို့ red ဆိုတဲ့စကလုံးကမှင်းပြနဲ့ရေးထားတာကြောင့်ကျွန်တော်တို့က red လို့မဖတ်ပဲ blue လို့ပြောရမှာဖြစ်ပါတယ်ကျန်တဲ့စကလုံးတွေကိုလည်းအချိန်တိုအတွင်းမှာအခုလိုနာမည်အမှန်ကိုပြောပြရမှာဖြစ်ပါတယ်။အခုပြောပြခဲ့တဲ့လေ့ကျင့်ခန်းတွေကိုသာပုံမှန်လုပ်သွားမယ်ဆိုရင်မိတ်ဆွေရဲ့အုံနောက်က အရင်တုန်းကထက်ပိုပြီးတော့ထက်မြက်လာမှအသေးကြပါပဲဆိုတော့ဘာကိုကြည့်နေမှလဲမိတ်ဆွေအခုပဲထပြီးတော့လေ့ကျင့်ပါလို့တိုက်တွန်းချင်ပါသေးဒီဗီဒီယိုလေးကမိတ်ဆွေတို့အတွက်အကျိုးတစုံတရာဖြစ်ထွန်းနေဆိုရင်တော့ကျွန်တော်တို့ရဲ့နေရည်အနာဒီမဲ့ channel လေးကိုလည်း like and subscribe လေးလုပ်ပေးသွားဖို့မမေ့ပါနဲ့အစောဒီကြည့်ပေးကြတဲ့အတွက်အားလုံးကိုကျေးဇူးတူပဲတင်ရှိပါတယ်ခင်ဗျာ